အားလုံးပဲမင်္ဂလာပါကွယ်ဒီချေကတော့စတ္တမရံပထဝီဝင်ဘာသာရပ်ကို သင်ကြားပေးမယ်ဒီချေမှုပဲဖြစ်ပါတယ်ဒါတို့သမီးတို့ဒီချေကဒီနေ့เนาะအခန်းနှစ်လူမှုရေးပထဝီဝင်ရဲ့သင်ခန်းစာနှစ်ဖြစ်တယ်မြန်မာနိုင်ငံအတွင်းကိုမွန်ဂိုလိုက်အုပ်စုအနွယ်ဝင်များဝင်ရောက်လာပုံဆိုတဲ့ခေါင်းစဉ်နဲ့သင်ခန်းစာကိုဒီချေသင်ကြားပေးမှာဖြစ်ပါတယ် တော့ဒီချေတို့ကြည့်အောင်မြန်မာနိုင်ငံအတွင်းကိုမွန်ဂိုလိုက်အုပ်စုအနွယ်ဝင်တွေဝင်ရောက်လာပုံကိုကြည့်မယ်နော်မြန်မာနိုင်ငံအတွင်းကိုမွန်ဂိုလိုက်အနွယ်ဝင်၃စုဝင်ရောက်လာတယ်ပါရီလေမွန်ခမာတိဘက်မြန်မာနဲ့ထိုင်းကျုပ်တို့ဖြစ်တယ်ဟုတ်ပြီနော်အနွယ်ဝင်တွေရဲ့မူလအစရောက်ရှိတဲ့ဒေတာပထဝီအနေထား꿰ပြမှုကြောင့်သူတို့ရဲ့ဒလေတွေထုံးစံနေဘာသာစကားတွေ ကိုယ်ကိုယုံကြည်မှုရအလုတ်ကိုင်းနေမတူကွယ်ပြားချမ်းသာတယ်အဲ့တော့ပထမဦးဆုံးမုန်ခမာမုန်ခမာအစောဆုံးဝင်ရောက်လာတဲ့အနွယ်ဖြစ်တယ်အဲ့ဒီမှာဘာတွေပါလဲဆိုရင်ဒီတိုင်းရင်းသားဒီနုမျိုးနွယ်လေးတွေပါတယ်ပါတယ်လေမွန်ဝပလောင်သူ့တအားလို့လဲခေါ်တယ်နော်အဲတိုင်းရင်းသားတွေဟာမုန်ခမာအနွယ်ဝင်တွေဖြစ်တယ်နောက်တစ်ခုတိဘက်မြန်မာတိဘက်မြန်မာကျတော့မုန်ခမာနောက်ကနေဝင်လာတာသူက ပရိရိရှိနေဒီမှာကြီးဗမာဒနုတောင်ယိုးရခိုင်အင်းသာဒိုဝေယောကချင်းချင်းနာကသူတို့ကကြတော့တိဘက်မြန်မာအနွေဝင်နေဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ခုထိုင်းကျုပ်အနွေထိုင်းကျုပ်ကနောက်ဆုံးမှဝင်လာတဲ့အနွေဖြစ်တယ်ဘယ်လိုပြီးပါလဲဆိုရင်ဒီမှာရှမ်းပအို ရင်ကရားနဲ့ကယန်းတို့ဟာထိုင်းတရုတ်အနယ်ဝင်ကြီးဖြစ်တယ်ဆိုတာကိုဒီချဲတို့လေ့လာတွေ့ရှိရမှာဖြစ်တယ်။အဲ့တော့ဒီချဲတို့ခုတင် जा ခဲ့တဲ့ဒီနေ့သင်ခန်းစာမှာမှတ်သားရမယ့်အဓိကအချက်တွေတွေ့ရပြီးဘာတွေလဲမွန်ဂိုလိုက်လူမျိုးအုပ်စုကြီးကနေမြန်မာနိုင်ငံတွင်းကိုဝင်ရောက်လာတဲ့အဓိကမျိုးနွယ်သုံးစုဆိုတာကိုသိလိုက်ပြီးပါရီလေမွန်ခမာတိဘက်မြန်မာထိုင်းပြည်တို့ဖြစ်တယ်မွန်ခမာအစောဆုံးဝင်ရောက်လာတဲ့ဆိုတာကိုသိရမယ် ဒီပြည်မြန်မာဒုတိယဝင်ရောက်လာတဲ့အနွယ်ဝင်ဖြစ်ပြီးတော့ထိုင်းတရုတ်ကနောက်ဆုံးမှဝင်လာတဲ့အနွယ်ဖြစ်တယ်ဆိုတဲ့အချက်တည်းဟာအဓိကအနေနဲ့မှတ်သားရမယ့်အချက်တည်းဖြစ်တယ်ဆိုတာကိုရှင်းပြောခြင်းပါတယ်အဲ့တော့သားတို့သမီးတို့ရေဒီချက်ဒီနေ့ပြောပြတဲ့အကြောင်းအရာလေးကတော့အခန်းနှင်းလူမျိုးရေးပထဝီရဲ့သင်္ကားစာနှစ်ဖြစ်တဲ့မြန်မာနိုင်ငံအတွင်းကိုမွန်ဂိုလိုက်အနွယ်တွေဝင်ရောက်လာပုံဆိုတဲ့သင်္ကားစာရဲ့ခေါင်းစဉ်အကြောင်းအရာပဲဖြစ်ပါတယ်နော် အဲ့တော့ဒီချက်ခုဒီနေ့ပြပြပေးခဲ့တဲ့အကြောင်းအရာလေးကိုဝင်လာတဲ့အຫນွေလေးတွေအုပ်စုလေးတွေကိုမှတ်သားမယ်ဆိုလို့ရှိရင်တအားတမီးတို့ဒီသင်္ကန်းစာကိုမှတ်ရတာလွယ်ကူမယ်လို့ဒီချက်ယုံနေ။ဟုတ်ပြီနော်။နောက်သင်္ကန်းစာမှာဒီချက်မို့နဲ့စုံကြပါစို့။